student target ကိုပိုင်းအထက်တန်းအကြောင်းမှာလိမ်ပိုင်းအကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေကိုကာကွယ်ရှင်ចောင်းသားများကိုယ်တိုင်ဖွင့်ထုတ်လာခဲ့ဖြစ်စဉ်စာဆုံး Super Joy Media ပြည်သူကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာမနေ့တနေ့ကလူမှုကွန်ရက် social media ထပ်ပေါ်မှာဆိုလို့ရှိရင်เนาะရန်ကုန်ကကိုပိုင်းအထက်တန်းအကြောင်းတစ်ကြောင်းဖြစ်တဲ့ student target ကိုပိုင်းအထက်တန်းအကြောင်းအတွင်းမှာလိမ်ပိုင်းအကြမ်းဖက်မှုများကိုအဆိုပါចောင်းကဆရာတွေအနေနဲ့ចောင်းသူចောင်းသားတွေပေါ်မှာပြုလုပ်ခဲ့တဲ့ဖြစ်စဉ်တွေက ကိုင်ကန်ရှင်ចောင်းသားចောင်းသူများရဲ့ပြောဆိုထုတ်ဖော်မှုတွေနဲ့အတူတွင်တွင်ကြဲကြဲထွက်ပေါ်လာခဲ့ပြီးခုချိန်မှာဆိုလို့ရှိရင်တော့ဒီចောင်းချင်းရကလူမှုကွန်ရဲ့ social media စာမျက်နှာထပ်ပေါ်မှာចောင်းသားမိဘများနဲ့အများပြည်သူပြိတ္တများရဲ့အယုံဆိုင်ခြင်းကိုအထူးခံနေရတာလည်းဖြစ်ပါတယ်မကြသေးမီရပိုင်းတွင်မှာပဲ student target ဆိုတဲ့ကိုပိုင်ထိုင်တဲ့အကြောင်းကိုဦးစီးတဲ့ចောင်းဆရာ၄ဦးရဲ့လိန်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေအတီးတီးခံခဲ့ရအကြောင်းကို အဆိုပါအကြောင်းမှာတက်ရောက်ပညာသင်ကြားခဲ့တဲ့ကျောင်းသားတော်တော်များများအနေနဲ့ဆိုရှယ်မီဒီယာထပ်ပေါ်ကနေတဆင့်သူတို့ရဲ့ official account အနေနဲ့တကွာထုတ်ဖော်ပြောကြားလာခဲ့တယ်လို့ဒီလိုထုတ်ဖော်ဖို့ဆိုတာကလွယ်ကူတဲ့ကိစ္စမဟုတ်ကြောင်းနဲ့အစပိုင်းမှာတော့တယောက်ဆနှစ်ယောက်ဆတစ်စတစ်စနဲ့ထုတ်ဖော်ရင်းနေပဲကျောင်းသားအများပြားက ဝင်ရောက်ပူးပေါင်းလာခဲ့ကြပြီးတော့နောက်ပိုင်းမှာကျောင်းတက်တန်း15နှစ်အတွင်းပညာသင်နှင့်အသီးသီးမှာဆရာရီရဲ့လိန်ပိုင်းဆိုင်ရာအကျဉ်းဖတ်မှုကို ခံခဲ့ရသူကျောင်းသားကျောင်းသူ အများအများရှိနေကြောင်းကိုလည်းလူတွေကသိရှိလာခဲ့ကြတာပါဟုတ်ကဲ့ပါပြည်သက်ကြီးတွေ student target ကိုပိုင်းအထက်တန်းအကြောင်းကပြင်းပြအားဖြင့်တက်တန်း15နှစ်လောက်ရှိနေပြီဖြစ်ပြီးတော့ border ဆောင်နဲ့ကျူရှင်ဝိုင်းအနေနဲ့စတင်ဖွင့်လှစ်ခဲ့ရကနေပြီးတော့နောက်ပိုင်းမှာနိုင်ငံတကာပညာရေးလမ်းကြောင်းကိုပြောင်းလဲတင်ကြခဲ့ပြီး 2023ခုနှစ်2024ခုနှစ်ပညာသင်နှစ်တွေမှာဆိုလို့ရှိရင်တော့ကိုပိုင်အထက်တန်းအကြောင်းတစ်ကြောင်းဖြစ်တိုးချဲ့ဖွင့်လှစ်ခဲ့တာလည်းဖြစ်ပြီးတော့အဲ့ဒီကြောင့်ကရန်ကုန်မြို့အင်းစိန်မြို့နယ်မြို့တော်ကောက်ကွင်းအိမ်ယာနာမှာတည်ရှိတာဖြစ်ကြောင်းသိရှိရသလိုဆရာညီကို၄ယောက်ကဦးစီးခဲ့တာဖြစ်ကြောင်းသိရပြီးတော့အဆိုပါဆရာ၄ဦးစလုံးကဆရာဝန်ဘွဲ့အင်ဂျင်နီယာဘွဲ့တွေအသီးသီးရရှိထားတာဖြစ်ကြောင်းသိရှိရပြီးတော့ဒါကြောင့်မို့လို့လေအဆိုပါအကြောင်းကိုចောင်းသားမိပါတွေရဲ့ယုံကြည်ကိုးစားမှုနဲ့အတူလာရောက်တက်ရောက်သူ များပြားစွာရှိခဲ့ကြောင်းကိုလည်းသိရတာပါဆိုပါဖြစ်စင်မှာတိမ်ကြံဖတ်မှုတွေပြုလုပ်တဲ့ခါမှာဆရာညီကို၄ယောက်ထဲက၂ယောက်ကဆိုလို့ရှိရင်တော့ចောင်းသားတွေကိုပြင့်မှန်ထားခဲ့တာဖြစ်ပြီးတော့ចောင်းသားတို့ကိုအနားမှာခေါ်ထားပြီးညာတိုင်းနင်းနှိတ်ခိုင်းကရေချိုးခိုင်းတာထိတာကိုင်းတာတွေပြင်သူတို့အလိုကိုမလိုက်ရင်ရိုက်နှက်တာတွေအထိပါကျူးလွန်ခဲ့ကြကြောင်းနဲ့ချိုចောင်းသားတွေကိုမရေမှုအထိကျူးလွန်ခဲ့တာမျိုးရှိပြီးတော့လက်အင်္ကာနဲ့ပတ်သက်ဆက်နွယ်တဲ့ကိုထိလက်ရောက်ကျူးလွန်မှုတွေကိုပါ အတော်လေးပြုလုပ်ခဲ့ကြကြောင်းကိုဒီလောက်ရက်တွေကိုကိုတိုင်ကြုံခဲ့မြင်ခဲ့ကြားခဲ့ကြတဲ့အဆိုပါအကြောင်းမှာတက်ရောက်ခဲ့ကြတဲ့ចောင်းသားတွေအနေနဲ့ဖွင့်ဟဝန်ခံပြောဆိုလာခဲ့ကြတာလည်းဖြစ်ပါတယ်။ဆရာလေးယောက်ရဲ့လိမ်မိုင်းအကျံဖတ်စော်ကားမှုတွေပြုခဲ့တဲ့အထက်မှာចောင်းသူမိန်ကလေးတွေလည်းចောင်းသူမိန်ကလေးတွေလည်းမလွတ်ခဲ့ကြပါဘူး။ကျူးလွန်ခဲ့ရတဲ့ပုံကို ကျောင်းသူဟောင်းတယောက်ကနေပြီးတော့အခုလိုမျှဝေထားတာဖြစ်ပြီးတော့ကျွန်မက student target ရဲ့2019ခုနှစ်2020ပညာသင်နေ့ကပါနေ့တည်းအရန်ကြာသွားတော့မှအခုမှဒီအကြောင်းအရာကိုထုတ်ပြောရတာလည်းဖြစ်ပါလေအမှန်တိုင်းပြောရရင်အခုထိလည်းကြောက်နေတော့ပါပဲဒါပေမဲ့ကျွန်မတို့ခံစားခဲ့ရတာတွေကြုံခဲ့ရတာတွေကိုသိစေချင်ပါလေအတွင်းကအယောင်မေးတာတို့မွေးရိတ်ထားလာမေးတာတို့ဟိုကားတွေကြည်မှုတဲ့သူမတ်တရက်ဆိုပြီးတော့မေးတာတွေကအစအကုန်အမှန်ပဲဖြစ်ပါလေ ပါဝင်ခြင်းတစ်ခုလုံးမှာဒီလိုပြောတာတွေကပုံမှန်လိုတော့မှဖြစ်နေတာပါ ကျမတငယ်ချင်းတွေထဲမှာအများကြီးပိုဆိုးတာတွေကိုကြုံခဲ့ပုသူတွေလည်းအများကြီးရှိပါတယ်။တကယ်မခံစားနိုင်ပါဘူး။ကျမတို့အသက်အရွယ်ကအဲ့ဒီအချိန်က14 15နှစ်ပါ။မပြောပြနိုင်လောက်အောင်ဆိုးရတဲ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအများကြီးရခဲ့ပါတယ်။ရုပ်ပိုင်းဆိုင်ရာအရာလည်းအရန်ပင်ပန်းခဲ့ရပါတယ်။ဒီလိုအရွယ်ကလေးတွေနဲ့အဲ့ဒီနေရာကကြုံတွေ့ခဲ့ရတာတွေကအခုထိစိတ်ဒဏ်ရာတွေလိုပါပဲ။ဒါကြောင့်မလို့ဒီနေ့အရေးဆုံးပြီးတော့ကျမကြုံတွေ့ခဲ့ရတာတွေကိုဒီနေရာမှာ ဖော်ထုတ်ရတာပဲဖြစ်ပါတယ်ဆိုပြီးတော့အဆိုပါចောင်းမှာတက်ခဲ့တဲ့ចောင်းသူတဦးရဲ့ပြောကြားချက်များအရသိရပြီးတော့လိန်နဲ့ပတ်သက်တဲ့ဟာသတွေစော်ကားမှုတွေဟာနေ့စဉ်နဲ့အမျှအတန်းထဲမှာတာမန်လိုပြောဆိုနေကြအကြောင်းအရာဖြစ်ကြောင်းနဲ့ចောင်းသားအများစုကဒီလိုပြောဆိုနေတာတွေကိုသူတို့နေထိုင်တဲ့ပါဝင်ခြင်းမှာကြားရလိမ့်မရှိတဲ့အတွက်အစပိုင်းမှာစိတ်မသက်မသာဖြစ်ခဲ့ကြပြီးတော့နောက်ပိုင်းမှာတော့ထူးဆန်းတဲ့အကြောင်းအရာတွေဆဖြစ်လာတာပါ ဒါအပြင်ကျူးလွန်လိုတဲ့ចောင်းသားတွေကိုတခြားចောင်းသားတွေကဖယ်ကျင်ထားအောင်တမင်တကာစူပူဖိနှိပ်ပြီးတော့ဘယ်သူနဲ့မှပေါင်းသိမ်းလို့မရတော့တဲ့အခါမှာအကြမ်းဖက်မှုကိုတိတ်တဆိတ်ကျူးလွန်တာဖြစ်ကြောင်းနဲ့ဖယ်ကျင်ခံရတဲ့ចောင်းသားကကျူးလွန်ခံရသည့်တိုင်အောင်ဘယ်သူ့ဘုံမှလည်းရင်ဖွင့်ပြောကြခွင့်မရပဲတေးရပါစိတ်တန်ရာမျိုးကိုခံစားသွားရတာဖြစ်ကြောင်းဒီလိုဖြစ်ရတွေကိုလည်းတယောက်နှစ်ယောက်မက များစွာသောចောင်းသားចောင်းသူတွေအနေနဲ့ကြုံတွေ့ခဲ့ရကြောင်းနဲ့စာမလိုက်နိုင်တဲ့ចောင်းသားတွေကိုစာရတဲ့ចောင်းသားတွေနဲ့မတူဘဲခွဲခြားဆက်ဆံတာမျိုးတွေចောင်းသားတွေအတွက်နင့်နာစေခဲ့တဲ့အရာတွေကိုများစွာဖြစ်ပေါ်စေခဲ့တာပါဒါပြင် လူမှုအစင်တန်းရကောရုပ်ရည်အရာရောခွဲခြားဆက်ဆံမှုတွေအထူးခံခဲ့ရကြောင်းနဲ့မလိုက်နိုင်တဲ့ဘာသာရပ်တွေမှာဆွဲခေါ်ဖို့မကြိုးစားဘဲပို့ဖိအားပေးတာမျိုးတွေမလိုက်နိုင်တဲ့ចောင်းသားရဲ့အစာမွေးပွဲရလကចောင်းနဲ့မဆိုင်ဘဲចောင်းသားနဲ့သာဆိုင်ကြောင်းခံဝင်လက်မှတ်ရေးထိုးခိုင်းတာမျိုးတွေအထိပါလောက်ခဲ့တယ်လို့နင့်နာသူចောင်းသားများကသူတို့ရဲ့ကြုံခဲ့ရတဲ့ဖိအားတွေအကြောင်းကိုလည်းဖော်ထုတ်ပြောဆိုထားကြပါတယ်အကြံပတ်မှုကိုခန်းစားခဲ့ရတဲ့ចောင်းသားတွေအထဲမှာအစောဆုံးဖော်ထုတ်ပြောကြားခဲ့တဲ့ចောင်းသားတယောက်အနေနဲ့ အခုလိုပဲပြောကြားလာခဲ့ပြီးတော့ကျွန်တော်က2014ခုနှစ်2015ခုနှစ်ပညာသင်သင်မှာတက်ခဲ့တဲ့အကြောင်းသားတူပါဒီကိစ္စကိုပထမဦးဆုံး speak out လုပ်ခဲ့တာကလည်းကျွန်တော်တို့ပါပဲကျွန်တော်တို့နှစ်တုန်းကရောက်ခါစားမှာကျွန်တော်ကိုဆရာနှစ်ယောက်ကအစင်လေးဆိုပြီးတော့စပါလေအစင်လေးနော်ဆိုပြီးတော့ကျွန်တော်ကိုဟိုကိုင်းဒီကိုင်းဟိုပုတ်ဒီပုတ်လောက်ခဲ့ပါလေအစာပိုင်းမှာတော့ခင်လို့စတယ်ထင်လို့သာ ဖာတိဖာတာနေလိုက်မိပဲမယ်လေဒီမှာနေခဲ့တဲ့ចောင်းသားဟောင်းတယောက်ကကျွန်တော်ကိုမင်းအဲ့လိုမျိုးအကန့်မခံတယ်လို့တတိပေးခဲ့ပါတယ်နောက်ပိုင်းကျတော့ဘာဖြစ်လာလဲဆိုတော့သူတို့ကအဲ့လိုပုတိပုတက်အပြင်ညဘက်စာကြည့်ရင်လဲသူတို့နားမှာကြည်ခိုင်းပါတယ်သူတို့ကိုနင်းခိုင်းနှိတ်ခိုင်းရင်းနဲ့ဘိုးကိုင်းဒီကိုင်းတွေလောက်ခဲ့ပါတယ်မှတ်မှတ်ရရတညမှာကျွန်တော်ကိုကိုဟန်လေးညီကိုလေးယောက်ထဲကမှအငဲဆုံးဆရာကနှိတ်ခိုင်းခဲ့ပါလေ။ည7:00ဆက်နှစ်လောက်မှာပါ။ကျွန်တော်တငယ်ချင်းတွေကအကုန်အိတ်ကုန်ကြပြီပေါ့ အဲ့ဒီမှာကျွန်တော်ကိုကိုဟန်လေးကခေါင်းအုံးသွားယူခိုင်းပြီးတော့သူနဲ့အတူလာအိတ်ခိုင်းပါတယ်ဒီအချိန်ဒီမတိုင်ခင်အရှိမလဲရှစ်တန်းကိုရန်တွေကိုခေါ်အိတ်ပြီးတော့အထဲမှာကျင့်ပြုတ်လုခဲ့တာတွေလည်းအများကြီးရှိကြောင်းကိုကျွန်တော်ကတိထားခဲ့ပါတယ်မြင်လဲမြင်ထားခဲ့ရပါတယ်ကြုံလဲကြုံခဲ့ရတာပါ အဲ့ဒီတော့ကကျွန်တော်သွားမအိတ်ခဲပါဘူးမိတ်တဲ့ခါမှာသူကကျွန်တော်ကိုလူရီရဲ့အရှိမအဆက်ခွဲတယ်ရိုက်တယ်သူရဲ့ငိမ့်ကျော်ရဲ့ညီကို၄ယောက်မှတတိယဆရာရဲ့နှစ်ယောက်ကကျွန်တော်ကိုရှယ်ရိုက်တာပါတခါတခါဆိုလို့ရှိရင်ကျွန်တော်ကိုငိမ့်ကျော်ကသူ့ကိုရေချိုးပေးခိုင်းပါလေကျွန်တော်ကိုရေချိုးကန်းနဲ့ခေါ်ပြီးတော့ဆက်ပြတိုက်ခိုင်းတယ်သူကထိုင်နေပြီးတော့သူ့ကိုကျွန်တော်ကရေလောင်းပေးရတယ်ဆက်ပြတိုက်ပေးရတယ်အဲ့ဒီချိန်မှာသူကအခန်းတကားကိုလော့ချထားပါလေကျွန်တော်လည်းတတိမထားမိပါဘူးဒါပေမဲ့ကိုချန်းဒုတိယဆရာကကျွန်တော်ကိုလိုက်ရှာပါလေ ိုချမ်းနဲ့ကျွန်တော်လည်းရင်းနှီးပါတယ်။သူက သူ့ညီအကြောင်းကိုလည်းသိပါတယ်။ကျွန်တော်တို့ရေချိုးခန်းထဲမှာမှလည်းသိတဲ့အခါမှာတကားကိုအပြင်းတန်ခောက်ပါတယ်။အဲဒီခါမှာငင်းကြော်လဲတကားကိုဖွင့်ပေးပြီးတော့ဒီလိုနဲ့ကျွန်တော်ကလှုပ်ခဲ့ရတာပါ။ နောက်တစ်ခါမှာကျွန်တော်ကိုကိုဟန်လေးကအတင်းနှမ်းခိုင်းပါတယ်ကျွန်တော်ကညင်းဆန်တော့ကျွန်တော်ရဲ့ပါးတွေနားတွေကိုရိုက်ပါတယ်ပြီးတော့ဒီနေ့ကစပြီးတော့နေငါကို10ရက်ဆက်တိုက်လာနိုင်ရမယ်မလာရင်တွေ့မယ်လို့ပြောပါလေကျွန်တော်ကသူများတွေလို့ပြုတ်ကျင့်မခံခဲ့ရပါပဲလေစေရောကိုရောအများကြီးပင်ပန်းခံခဲ့ရပါတယ်ခုချိန်မှာဆိုလို့ရှိရင်တော့ခုလိုမျိုးသူတို့ရဲ့เจ้าမှာတက်ခဲ့ပြီးတော့တွေ့ကြုံခံစားခဲ့ရတဲ့ အကြောင်းအရာတွေကိုဆိုရှယ်မီဒီယာကနေတစ်စစ်အမြောက်အများထုတ်ဖော်ပြောကြားလာတဲ့ចောင်းသားတွေကိုတရားစွဲမယ်လို့ချိန်ချောက်နေကြောင်းကိုလည်းចောင်းသားတွေကနေတစ်စစ်သိရပြီးတော့သူတို့ရဲ့ student target ဆိုတဲ့ဆိုရှယ်မီဒီယာထက်ကနေလည်း post တွေကိုရေးသားတင်ထားတာဖြစ်ပြီးတော့ចောင်းသားတွေကိုလည်းအင်တာရာရောက်လိုက်လံ မဖော်ထုတ်ဖို့ကိုတတိပေးနေကြောင်းကိုလည်းသိရှိရတာပါနိုင်ငံเจ้าကိုရောက်ရှိသွားတဲ့ចောင်းသားတွေအနေနဲ့ကတော့တစုံတရာထိခိုက်လာမှာကိုအထွေထူးပူပင်စရာမရှိပေမဲ့လေ student တာကကငွေကြေးဥစ္စာတောင်းနေပြီးတော့နောက်ခံအတိုင်းဝိုင်းလည်းရှိတဲ့အတွက်အနေပြုလာကြမှာကိုအခုဖြစ်စင်မှာဖော်ထုတ်လာခဲ့ကြတဲ့ပြည်တွင်းကចောင်းသားတွေအနေနဲ့ကတော့ပူဝံမှုရှိနေကြောင်းကိုလည်းသိရှိရပြီးတော့ အခုလိုမျိုးစီနီယာចောင်းသားတွေအနေနဲ့ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်တွေကိုဂျူနီယာចောင်းသားတွေထပ်မံမကြုံတွေ့ရစေဖို့ရည်ရွယ်ချက်နဲ့ထုတ်ပေါ်အတိပေးတာဖြစ်ကြောင်းကိုလည်းចောင်းသားចောင်းသူဟောင်းတွေကយេតាဖော်ပြလာခဲ့ပြီး student target ចောင်းကမတရားမှုကိုဖော်ထုတ်တိုက်ပွဲဝင်နေသူចောင်းသားဟောင်းတဦးအနေနဲ့အခုလိုပဲထပ်မံပြောကြားလာခဲ့ပါတယ်အခုလိုနိုင်ငံရေးအရောတရားရေးအရောဥပဒေအရစိုးမိုးမှုရှိတဲ့ကာလမှာ ျွန်တော်တို့တွေအနေနဲ့ကျူးလွန်ခံရတဲ့လူတွေတောင်မှပြန်ပြီးတော့ကြောက်နေရတဲ့အခြေအနေတွေဖြစ်လို့နေပါတယ်။အဓိကကတော့သူတို့မှာငွေရှိတယ်အချိတ်ဆက်ရှိတဲ့ခါမှာခံခဲ့ရတဲ့သူတို့ကကြောက်လန့်နေကြရပါတယ်။ဒါကြောင့်မို့လို့လဲဆိုရှယ်မီဒီယာအားကိုးပြီးတော့ကျွန်တော်တို့အခုမှပြောနေရခြင်းဖြစ်ကြောင်းနဲ့တကယ်လို့လိုအပ်လာလို့ရှိရင်ကျွန်တော်တို့လည်းသတ်မှတ်ထားတဲ့ဥပဒေအောက်ကနေပြီးတော့ပြန်လည်ဖြည့်ရှင်းရမယ်လို့ထင်ကြောင်းပြောဆိုထားမှုတွေလည်းများစွာရှိပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါပရိသတ်ကြီးတွေခုချိန်မှာဆိုလို့ရှိရင်တော့ student target အကြောင်းမှာနင့်နာခဲ့ရသူចောင်းသားចောင်းသူတွေအနေနဲ့ကိုယ်ပိုင်အကောင့်တွေကနေပြီးတော့ပေါ်ပေါ်ထင်းထင်းပြောဆိုတာပေါ်ထုတ်လာခဲ့ကြတာဖြစ်ပြီးတော့အမျိုးသမီးတွေကမျိုးသားចောင်းသားចောင်းသူအားလုံးကိုပါနေပိုင်းဆိုင်ရာနောက်ဆက်မှုတွေကိုပြုခဲ့ကြတဲ့ student target ကညီကို၄ယောက်ចောင်းအောင်ဆိုလို့ရှိရင်တော့အခုချိန်မှာ online social media ထပ်ပေါ်မှာပြန့်နှံ့နေပြီးတော့ ចောင်းသူတို့ဦးရဲ့ပြောဆိုမှုအရာဆိုလို့ရှင်ကိုချမ်းနဲ့ကိုစော်ကြီးတမိအချက်ဆုံးဆရာနှစ်ယောက်ဆိုတာသိကြတယ်မလားကိုချမ်းဆိုလို့ရှင်တမိဘလောက်ခင်နေဆိုတာမိဘတွေရောတငယ်ချင်းတွေကိုသိကြတာပဲလေစာလုံးရမှာပြင်းတဲ့တမိကမြမစာကိုပိုသဘောချပြီးတော့တင်ရတာဘယ်တော့မှမပြင်းခဲ့တာကိုစော်ကြီးတင်ပြပေးတာအရန်ကောင်းလို့ဆိုပြီးတော့အမြဲပြောနေကြပါကောင်းကောင်းဆက်ဆံပေးခဲ့လို့တော့ကျေးဇူးတင်ပါတယ်ဒါပေမဲ့ဆရာတို့နှစ်ယောက်ကိုတော့ဒီလိုမျိုးလုပ်နိုင်မယ်လို့လုံးဝကိုမထင်ထားခဲ့တာပါ ကိုဇော်ကြီးဆိုလဲအမြဲတမ်းအကြီးဆုံးအနေနဲ့လေးစားကြရတာကိုအိမ်တော်လဲရှိခလေးလဲရှိရနဲ့ဘာလို့ဒီလိုလုပ်ရတာလဲနားမလည်နိုင်တော့ပါဘူးအခုကအဖြစ်မှန်ပေါ်လာတဲ့အချိန်နေဆိုတော့ဆရာတို့လဲအတိတရားရကြပါအကြောင်းသူဟောင်းတယောက်နေနဲ့အရန်ကိုအံ့ဩပြီးတော့နောင်နာရမိပါတယ်ဆိုပြီးတော့လဲရေးသားဖော်ပြမှုတွေက များစွာရှိလို့လာခဲ့တာလဲဖြစ်ပါတယ်ဟုတ်ကဲ့ပါပရိသတ်ကြီးတို့ခုချိန်မှာဆိုလို့ရှိရင်တော့ student target ဆိုတဲ့ကိုပိုင်သင်တန်းကျောင်းကဆရာတွေအနေနဲ့ကတော့ ဆီယာရီရဲ့ဖြစ်စဉ်ကတော်တော်လေးကိုပေါ်ပေါ်ထင်ထင်ထွက်ပေါ်လာခဲ့ပြီးတဲ့နောက်ပိုင်းမှာဆိုရှယ်မီဒီယာထပ်ပေါ်မှာပြန့်နှံ့လို့လာခဲ့တဲ့အခြေအနေတွေကိုလည်းသူတို့တွေအနေနဲ့ကျွန်တော်တို့ student target private school အနေနဲ့ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေကိုဆယ်စုနှစ်တစ်ခုအနေနဲ့ရပ်တည်လာခဲ့ပြီးအောင်မြင်မှုအတီးပွင့်တွေကိုဇက်တိုက်ရရှိလာခဲ့ပါတယ်။ local မျိုးမျိုးရဲ့ထိုက်ခိုက်မှုတွေကိုကြက်ကြက်ခိုင်းတဲ့မိမိတို့အကြောင်းကိုယုံကြည်အားကိုးတဲ့မိဘနဲ့အကြောင်းသူအကြောင်းသားများရဲ့ညီမချက်မျှော်လင့်ချက်များကိုပြည့်ပြောင်စေနိုင်ခဲ့ပါတယ်။ဒါ့ပေမဲ့လည်းယခုရက်ပိုင်းအတွင်းမှာ ချောင်းအားထိခိုက်တဲ့ပုံစံအမျိုးမျိုးဖြင့်တိုက်ခိုက်လာခဲ့ပါသည်။ထို့သောတိုက်ခိုက်သောပြုမှုများကိုဆောင်ရွက်သူများပေါ်တွင်လည်းဘသူပဲဝါမှန်းမသိသလိုဘသူပေါ်တွင်မှလည်းအာဃာတစိုးစိမြမရှိပါ။မိမိတို့သည် ဖြူစင်အေးချစွာဖြင့်ရက်တီကမိမိတို့ချောင်းတော်ကြီးတစားတစပုံမတိုးတက်အောင်မြောင်ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်းပြောဆိုထားပြီးတော့ဒီကနေ့မှတော့ student target ချောင်းအနေနဲ့အခုလိုမျိုးသူတို့ရဲ့ချောင်းပေါ်မှာပြောဆိုနေမှုတွေနဲ့ဖော်ထုတ်နေမှုတွေအပေါ်မှာတရားစွဲဆိုသွားမှာဖြစ်ကြောင်းကိုလည်းထပ်မံပြောဆိုလာခဲ့ပြီးတော့ ကျောင်းသူကျောင်းသားတွေအနေနဲ့လည်းသူတို့ဘက်ကတရားစွဲဆိုလာခဲ့ပါကမိမိတို့ဘက်ကလည်းပြန်လဲတရားဥပဒေနဲ့အညီရင်ဆိုင်သွားမှာဖြစ်ကြောင်းကိုလည်းပြောဆိုထားမှုတွေရှိပြီးတော့ခုချိန်မှာဆိုလို့ရှိရင်တော့မိဘတွေအပြင်အများပြည်သူလူထုတွေကပါအဆိုပါ post တွေကိုဝိုင်းဝန်း share နေကြပြီးတော့အမှန်တရားအတွက်ကိုလည်းဝိုင်းဝန်းရက်တီပေးနေကြတာလည်းဖြစ်ကြောင်းသိရှိရတာဖြစ်လို့ဒီကြောင်းအလေးကိုတော့ကျွန်တော်စူပါကျော်မီဒီယာပရိသတ်ကြီးတို့လည်းသိရှိနိုင်စေရန်အလုံးကတင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်ခင်ဗျာ ပရိသတ်ကြီးတွေအတွေ့အမြင်ထင်တွေကိုလည်းဒီဗီဒီယိုလေးကောမန့်လေးမှာမှတ်ချက်ပြုရေးပေးသွားနိုင်ပြီးတော့နောက်ထပ်ဗီဒီယိုမှာနောက်ထပ်သတင်းကြောင်းတစ်ခုနဲ့တကွပြန်လည်ဆုံတွေ့ကြရအောင်ပါပရိသတ်ကြီးတို့ကြီးကြည့်ရှုအားပေးခဲ့ကြတဲ့ဒုတိယချင်းနိုင်ကိုလည်းကျေးဇူးအထူးတင်ရှိပါရခင်ဗျာ